လူရှင်များနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားမြင်ဖြင့်တန်ခကျေးဇူးတရားဒေသနာတော်ကို ဟောကြားပေးမှာဖြစ်ပါတယ်တန်ခတော်များရဲ့ကျေးဇူးတရားကိုတိကျနားလည်သွားကြမယ်ဆိုလို့ရှိရင်ဘိုးပြီးတော့တန်ခတော်များကို ကြည်ညိုပြီးတော့ ဒကဒကမများသာသနာတော်အတွက်အများကြီးထောက်ပံ့နိုင်ကြမှာဖြစ်တယ်။ယနေ့ဥပဇင်းတို့ဒကဒကမတွေမြာကကုသိုလ်ဘရားကအကုသိုလ်ခွဲခွဲခြားခြားကွဲကွဲပြားပြားတိခွင်ရလဲဆိုတာတန်ဃာတော်များရဲ့ကျေးဇူးလို့ပြောရမှာဖြစ်တယ်ပေါ့။ ယနေ့ဝိပဿနာတရားတွေကိုပွားများခွင့်အထောက်ခွင့်တွေရကြတာဟာလည်းပဲတန်ကကျေးဇူးချောင်းပဲပေါ့မစ္စောဘုရားရှင်ဟာ45ဝါကာလပတ်လုံးဓမ္မဝိနယဒေသနာတော်များကိုမနေမနဟောကြားတော်မူခဲ့တယ်တတ်တော်80ပြည့်တဲ့အခါမှာ ရဏိဗ္ဗံဆံတော်မူခဲ့တယ်။အဲ့တော့ဘုရားဟောခဲ့တဲ့တရားတော်တွေကအများကြီးပဲပေါ့။ဘုရားဟောတဲ့တရားတွေကအများကြီးပဲ။တစူတစည်းတန်းဖြစ်မနေဘူးပေါ့နော်။ဘုရားဘုရားက အလင်းအသင့်တလို့ဝိနည်းတော်တွေကို ပြည့်ညတ်တယ်။သစ္စာလေးပါးတရားကို ဝိနည်းတတဝါတွေရဲ့အိန္ဒြေဇယိုက်တွေကိုကြည့်ပြီးတော့ဟောကြတော်မူခဲ့တယ်။ဘယ်တရားပြီးရင်ဘယ်တရားဟောမယ်ဘယ်တရားပြီးရင်ဘယ်တရားဟောမယ်လို့အဲ့လိုပလန်ဆွဲပြီးတော့ဟောကြားခဲ့တာမဟုတ်ဘူး။တတဝါတွေရဲ့ပါရမီအားလျော်စွာကြုံရင်ကြုံတယ်လို့ဘုရားကတရားတွေကိုဟောခဲ့တာ။တော့တရားတွေဟာပြန့်ကျန်းနေတာပေါ့နော်။ပန်းပင်ကပန်းပွင့်တွေ လေးတိုက်လိုက်တဲ့အခါမှာမြေပြင်မှာ ပြန့်ကျဲနေသလိုပဲမြေပြင်မှာပြန့်ကျဲနေတဲ့ပန်းတွေဟာ လူတွေတက်နှင်းလို့လည်းပျက်စီးသွားနိုင်တယ်လေးတွေတိုက်ပြီးတော့ရင့်ပြီးပျက်စီးသွားနိုင်တယ်အဲ့ဒီလိုပဲဘုရားဟောတရားတော်တွေဟာဟိုနာဒီနာဟိုနာဒီနာမှာဟောရတာတွေအများကြီးပဲပြန့်ကျဲနေတာပေါ့တစုတစည်းတည်းစုထားတာမဟုတ်ဘူးဒီနေ့ခေတ်လို့ ရီကော်ဒါနဲ့အပန်ဖန်းထားတာလည်းမဟုတ်ဘူးစာအုပ်တွေနဲ့မှတ်တမ်းတင်ထားတာမျိုးလည်းမဟုတ်ဘူးဘုရားနဲ့ကြုံတဲ့သူတွေက나ယူမှတ်သားထားကြတာအထူးသဖြင့်အရှင်အာနန္ဒာအရှင်အာနန္ဒာကမြတ်စွာဘုရားနဲ့အနောက်ကနေအမြဲတမ်းပါနေတော့ဘုရားဟောတဲ့တရားတော်တွေကိုအရှင်အာနန္ဒာကသူ့ရဲ့စိတ်ထဲမှာမှတ်တမ်းတင်ထားတာကျန်တဲ့သူတွေကကြတော့ဘုရားနဲ့ကြုံတဲ့အခါမှာတရားနာခွင့်ရပြီးမှတ်သားထားကြတယ် ဘုရားနဲ့မကြုံတဲ့ခါကျတော့သူတို့မှာဘုရားရဲ့တရားကိုနာခွင့်မသားထားခွင့်မရှိဘူး။ဒါကြောင့်အရှင်အာနန္ဒာတပါးပဲပြည့်ပြည့်စုံစုံမသားထားနိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့တစုံတစပဲမသားထားကြတာ။ဒါကြောင့်တရားတော်တွေကပြန့်ကျင်းပြီးတော့ပျက်စီးသွားနိုင်တယ်ပေါ့။ပျောက်ပြန့်သွားနိုင်တယ်ပေါ့။ဒါကြောင့်တွေ့ကြနေတဲ့ပန်းမွင့်တွေကိုကျိုးလေးနဲ့တီးသုံးလိုက်မယ်ဆိုလို့ရှိရင် တစုတစည်းတည်းဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ဒီပန်းဟာလူတွေတက်နေပြီးဖြည့်ဆည်းတာမျိုးလည်းမဖြစ်နိုင်ဘူးလေးတွေတိုက်လို့လည်းပဲလွင့်ပြီးဖြည့်ဆည်းတာမျိုးလည်းမဖြစ်နိုင်ဘူးအေကောင်းပြီအဲ့ဒါကြောင့်မြတ်စွာဘုရားပြိဋိဘံဆန်တဲ့နောက်ပိုင်းမှာအရှင်မဂတ်တဘဥဆောင်ပြီးတော့တန်ခါယနာတင်းနေပေါ့နော်တန်ခါယနာတင်းနေဆိုတာအဲ့ဒီပိဋကတ်တွေကို တူရတူရစုပေါင်းတော်မူခဲ့ကြတယ်ပေါ့တူရတူရစုပေါင်းပြီးတော့ရွတ်ဆိုမှတ်တမ်းတင်ထားခဲ့ကြတယ်ပေါ့တန်ခါယနာဆိုတာစုပေါင်းပြီးရွတ်ဆိုမှတ်တမ်းတင်ထားတာဒီနေ့ခေတ်လိုစာအုပ်နဲ့မှတ်တမ်းတင်တာမဟုတ်ဘူးစုပေါင်းပြီးတော့ရုပ်စုံမှတ်တမ်းတင်လာခဲ့တာ။တန်ခါဂျေစုတွေနော်။အေးအဲ့တော့မြတ်စွာဘုရားရှင်ပရိနိဗ္ဗာန် ဆံပြီးတဲ့အခါမှာခဏရမြောက်လောက်နေပေါ့နော်ဘုရားရှင်ပြိဋိဌိဘံဆံပြီးလို့ခဏရမြောက်လောက်နေမှာအရှင်မဟာကတ္တဗကနောက်ပါတန်ခါး900နဲ့အတူဘုရားရှင်ပြိဋိဌိဘံဆံတဲ့ဒေနာကိုကြွားတယ်ကုတိနာတော်ပါဝံပြီကနေကုတိနာတော်ကိုကြွရှိတော်မူတယ် လမ်းခုလမ်းမှာအာဇီဝကလို့ခေါ်တဲ့တက်ကတွန်းတိတ်ထိတူးနဲ့တွေ့တယ်သူ့လက်ထဲမှာလဲမန္တာရဝနှစ်ပန်းကိုကိုင်းလာတယ်တော့အရှင်မကတ္တဗကမေးလိုက်တယ်ငါရှင်ငါတို့ရဲ့ဆရာသခင်ဘုရားရှင်ကိုတိလားလို့မေးလိုက်တယ်တိတာဗောတင်တို့ရဲ့ဆရာသခင်ဘုရားရှင်ကိုငါကောင်းကောင်းကြီးတိတာဗော သင်တို့ရဲ့ဆရာသခင်ဘုရားရှင်ဟာပရိနိဗ္ဗာန်ဆံသွားတာ9ရက်တောင်ရှိနေပြီအဲ့ဒီပရိနိဗ္ဗာန်ဆံပွဲကနေဟောဒီနှစ်ပန်းကိုငါယူလာတာဒီမန္တရဝနှစ်ပန်းကအဲ့ဒီကနေယူလာတာဆိုတော့အဲ့ဒီဘုရားရှင်ပရိနိဗ္ဗာန်ဆံပြီဆိုတဲ့သတင်းကိုယဟန်တော်တွေကြားလိုက်တဲ့အခါမှာပုထုဇဉ်ယဟန်တော်တွေကဒေါသမကုံသေးတဲ့ပုံကိုယ်တွေက စိတ်သောကတွေရောက်ကြတာပေါ့နော်ဝမ်းနဲ့ပတ်လက်တွေဖြစ်ကြတယ်ရင်ထုမနာဖြစ်ကြတယ်။အော်မြတ်စွာဘုရားရှင်ပြိဋိဘံဆန်လိုက်တာစောလိုက်တာဘာမှတော့မကြသေးဘူးမြတ်စွာဘုရားပြိဋိဘံဆန်သွားပြီ။ပြီးတော့ယဟန်တော်တွေဝမ်းနဲ့ပတ်လက်သောကတွေရောက်ကြတယ်။အေးဒေါသကုန်ခန်းတဲ့အနာဂံပုဂ္ဂိုလ်တို့ယဟန္တာတို့ကြတော့ ဝမ်းနဲ့ပူစိမ့်မှုမရှိဘူးတံဝေကဖြစ်ကြတယ်တံဝေကဖြစ်ကြတယ်အေးသင်္ခါရတရား ဆိုတာမမြဲဘူးပဲသင်္ခါရတရားတွေကမမြဲဘူးပဲမတတ်နိုင်ပါနဲ့တဲ့နော်မမြဲတဲ့သဘောတရားမှာမပြည့်စည်ပါစေနဲ့လို့တောင်းတလို့မှမရပဲမတတ်နိုင်ပါတော့သောတာကင်းတဲ့အနာဂံပုဂ္ဂိုလ်တို့ယဟန္တာတို့ကပံဝေကဖြစ်တော်မူကြတယ်။အဲ့တော့ ်ဒေါသမကင်းသေးတဲ့ယဟန်တော်တွေငိုနေတာကြည့်မကောင်းတော်တော်ရုပ်ပြဆင်းပြတ်တွေပူဆွေးတော့ကရောက်နေကြတယ်အဲ့ဒီမှာအရှင်မကတ္တမကနှိမ့်သိမ့်စကားပြောတယ်ငါရှင်တို့မငိုကြနဲ့ဝမ်းနဲ့မနေကြနဲ့ဖယားရှင်ကကြိုတင်ပြောခဲ့တာပဲလောကကြီးမှာကိုချစ်အဲ့မျက်နှုတ်အဲ့နှစ်သက်အတူတွေနဲ့ခွဲကြရမှာပဲဆိုတာဘုရားဟောခဲ့ပြီးသားပဲ။ ဖြစ်ချင်းသဘောတရားရှိတဲ့အရာအားလုံးဟာတနေ့ကျရင်ပျက်စီးခြင်းသဘောရှိတာပဲမပျက်စီးပါစေနဲ့လို့တောင်းတလို့မဖြစ်နိုင်ဘူးဖြစ်ချင်းသဘောရှိရင်ကျင်းသေးပေါ့ပျက်စီးမှာဖြစ်တယ်မပျက်စီးအောင်တောင်းတလို့မရအောင်ဆူတောင်းလို့မရဘူးဒါဟာဓမ္မတာတစ်ခုပဲဆိုပြီးတော့ယဟန်တော်ဒီတတရာတတရာရာကြောင်းအရှင်မကတ္တမကဆုံးမစကားလေးဩဝါဒစကားလေးနှစ်သိမ့်စကားလေးပြောကြပေးတယ် အဲ့ဒီချိန်မှာအရှင်မဂ္ဂတ္တဝရဲ့ပရိသတ်900ထဲမှာသူဘတ္တလို့ခေါ်တဲ့အတကြီးမှဝတ်လာတဲ့ဥစဉ်ကြီးတစ်ပါးပါတယ်။ပါဠိလိုဝုဒ္ဓပပ္ပစိတ္တလို့ခေါ်တယ်။ကြီးမှဝတ်လာတဲ့ပုဂ္ဂိုလ်ခုနာမည်ကသူဘတ္တပဲ။သူကဘာထပြောတယ်လဲဆိုတော့အရှင်မြတ်တို့မငိုကြနဲ့ဝမ်းနဲ့မနေကြနဲ့ဝိတော်တို့တွေအားလုံးဟာ ယဟန်ကြီးရဲ့လက်ကလွတ်ပြီတဲ့ဘုရားကိုသူကဘုရားလို့မတုံးဘူးယဟန်ကြီးလို့တုံးလိုက်တယ်မဟာတမနလို့တုံးတယ်ယဟန်ကြီးတပည့်တော်တို့အားလုံးဟာယဟန်ကြီးရဲ့လက်ကလွတ်ပြီတဲ့အရင်တုန်းကဆိုလို့ရှိရင်တပည့်တော်တို့ကိုဟိုဟာမလုပ်ရဒီဟာမလုပ်ရဟိုဟာမအပ်ဆက်ဒီဟာမအပ်ဆက်နဲ့ဘုရားကတိတ်ပြီးတော့ချုပ်ချယ်တာပဲတဲ့ ဘုရားရှင်တတ်တော်တရားရှိတော့ကဝိနည်းတွေပြညတ်တယ်လေဒီယမဆပ်ဘူးဟောမဆပ်ဘူးဒါလို့ရအပြစ်တင်တယ်ဒါလို့ရအပြစ်တင်တယ်မြတ်စွာဘုရားကဝိနည်းတွေထုတ်ပြန်ထားတယ်အဲ့ဒါကိုဒီဦးသိန်းကြီးကမကြိုက်ဘူးဘုရားဝိနည်းကိုသူကမကြိုက်ဘူးဘုရားရှင်ရဲ့ဝိနည်းတော်တွေကသူ့ကိုချုပ်ချယ်ထားတယ်လို့သူခံစားရတယ်တော့ဘုရားရှင်တတ်တော်တင်ကြားရှိတော့ဟိုဟာမလုပ်ရဒီဟာမလုပ်ရဟိုဟာမဆက်ဒီဟာမဆက်နဲ့တဲ့ တပည့်တော်တို့ရာချုပ်ချက်ခံနေရတယ်အခုတော့ယဟန်ကြီးမရှိတော့ဘူးဆိုတော့တပည့်တော်လွတ်မြောက်ပြီတဲ့အရှင်မယားတို့တပည့်တော်တို့လှုပ်ချင်တာလှုပ်လို့ရပြီတဲ့ဆရာမရှိတဲ့အခါမှာထင်သလိုနေဆိုတာမျိုးပေါ့နော်မြတ်စွာဘုရားတတ်တော်တင်ကြားရှိတဲ့ကတော့ဘာမှမပြောရဲဘူးအခုဘုရားမရှိတော့ဘူးဆိုတော့သူကဝမ်းသာတာသူများတွေကဝမ်းနှင်းနေတယ်ရင်သူကဝမ်းသာတယ်နေရှင်သလိုနေလို့ရပြီအတ္တတယ်မတ္တတယ်လာမပြောနဲ့ လုံကောင်းမလုံကောင်းနေလားမပြောနဲ့ငါတို့လုံချင်တာလုံမှာပဲဆိုတဲ့အချိုးမျိုးနော်သာသနာပျက်စီးချောင်းနေသာသနာကွယ်ချောင်းနေဖြစ်တယ်ပေါ့သူပတ္တရဟန်းကြီးရဲ့နော်ဒီစကားဟာသာသနာကိုဖျက်ဆီးတဲ့စကားတွေဖြစ်တယ်ဘုရားမရှိတဲ့အတွက်ကြောင့်လုံချင်တာလုံလို့ရပြီနော်အတ္တတွေမအတ္တတွေဆိုတာမရှိတော့ဘူးနော်လုံချင်တာလုံကြဘုရားမရှိတဲ့အတွက်ကြောင့်ဘုရားရဲ့ဥပဒေဝင်းကြီးကိုလိုက်နာစရာမလိုဘူးဆိုတဲ့အချိုးမျိုးနဲ့စကားပြောတာ အဲ့ဒါသာသနာဖြတ်စကားပေါ့နော်ဝိနည်းတော်တွေကိုလိုက်နာစရာမလိုပါဘူးဆိုတဲ့စကားတွေသာသနာဖြတ်စကားသာဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီစကားကိုအရှင်မာကတ္တဗာကြားတော်မူတဲ့အခါမှာအလွန်ကိုတံဝေကဖြစ်တော်မူတယ်ကြည်စမ်းဘုရားရှင်ပြိဋိဌိဗံဆန္ဒမှာ9ရက်ပဲရှိသေးတယ်သာသနာဖြတ်တွေပေါ်နေပြီနော်တက္ကရကမများသတိထားစရာအချက်ဖြစ်တယ်ဘုရားရဲ့ဝိနည်းတော်တွေကိုမလိုပါဘူးလုံးချင်တာလုံးလို့ရတယ်နေချင်တယ်လို့နေလို့ရပါတယ်ဆိုတော့ စကားမျိုးဟာသာသနာဖြတ်တဲ့စကားတွေဖြစ်တယ်ပေါ့အဲ့တော့အရှင်မဂ္ဂတဝကတံဝေကဖြစ်ပြီးတော့မဖြစ်ဘူးဒီလိုသာသနာဖြတ်ပုဂ္ဂိုလ်တွေအင်အားကြီးလာခဲ့ရင်တို့သာသနာကွယ်ရကြည်ရဲ့တဘာတမိုးလို့ပေါ့နော်အကေအဲ့လိုမျိုးသူ့လိုစိတ်တူကိုယ်တူပုဂ္ဂိုလ်တွေပူးပေါင်းလိုက်မယ်ဆိုလို့ချင်းအင်အားတစ်ခုဖြစ်လာမှာလေဘုရားရဲ့ဝင်းဤတော်တွေကိုလိုက်နာစရာမလိုပါဘူးဘုရားမရှိတော့ဘူးကျင့်တရားမလိုပါဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာစုသွားရင်အင်အားတစ်ခုဖြစ်လာမှာ င်အားတစ်ခုဖြစ်လာရင်သာသနာ့ကွယ်သွားမှာပေါ့နော်သာသနာ့ဖြတ်ပုဂ္ဂိုလ်တွေစုမိသွားရင်သာသနာ့ကွယ်သွားမှာပေါ့ဒါကြောင့်အရှင်မဂ္ဂတ္တမကဗာမိတ်တည်းဆိုတော့အရှင်မြတ်တို့မြတ်စွာဘုရားရဲ့ဒီဓမ္မတွေမကွယ်ခင်နော်အဓမ္မတွေမထုံးကားသေးခင်နော်အဓမ္မတွေမထုံးကားသေးမီဓမ္မတွေမပြမကွယ်ပြောက်သေးမီ မြတ်စွာဘုရားရဲ့ဝိနည်းတော်တွေမကွက်ပြောက်သိမီအဝိနည်းတွေနော်ဝိနည်းအတုတွေမထုံကားသိမီနော်အဓမ္မဝါဒီတွေအာမကောင်းသိမီတဲ့ဓမ္မဝါဒီတွေအာမနေသိမီဝိနည်းဝါဒီပုဂ္ဂိုလ်တွေအာမနေသိမီအဝိနည်းဝါဒီပုဂ္ဂိုလ်တွေအာမကောင်းသိမီတပည့်တော်တို့သံဃာနာတင်ကြရအောင်နော်အဓမ္မဝါဒတွေအာမကောင်းသိခင် ဓမ္မဝါဒတွေဓမ္မဝါဒီပုဂ္ဂိုလ်တွေအာမနေသေးခင်မှာတန်ခါနာတင်ကြရအောင်အခုကဒါမက်စွာဘုရားပြိဋိဘံဆံဃာစာပဲရှိသေးတယ်အာဓမ္မဝါဒီပုဂ္ဂိုလ်တွေဝိနည်းကိုဖြည့်စည်းတဲ့ပုဂ္ဂိုလ်တွေသာသနာဖြတ်ပုဂ္ဂိုလ်တွေအာမကောင်းသေးဘူးသာသနာဖြတ်ပုဂ္ဂိုလ်တွေမများသေးဘူးဒါကြောင့်ဓမ္မဝါဒီပုဂ္ဂိုလ်တွေအာမနေသေးခင်အာဓမ္မဝါဒီတွေအာမကောင်းသေးခင်မှာတန်ခါနာတင်ကြရအောင်ဆိုပြီးတော့အရှင်မကတ္တဘကဥဆောင်ပြီးနှုတ်ဆော်လိုက်တယ်တန်ဃာတော်များရဲ့ကျေးဇူးကိုမြင်တတ်ဖို့ပါနော် အရှင်မကတ္တမတို့ဟာတောင်းကြမဲ့မနေခဲ့ဘူးပြောတာနော်ယဟန္တာအရှင်သူမြတ်ကြီးတွေကိုယ့်ဘာကိုအေးရအေးကြောင်းတောထဲမှာနော်ဖလားတမပဲဝင်စားပြီးတော့နေရင်အေးချမ်းတာပေါ့နော်ဒါပေမဲ့လည်းပဲအလွန်တန်ဖိုးရှိတဲ့သာသနာတော်ကြီးပျောက်ပြတ်သွားမှာကိုမလိုလားဘူးဒါကြောင့်ယဟန္တာဖြစ်နေပေမဲ့တောင်းကြမဲ့မနေဘူးသာသနာကွယ်မဲ့အရေးကိုစိတ်မအေးနိုင်ဘူး ဒါကြောင့်အဲ့ဒီတောထက်ဦးစင်းကြီးရဲ့သာသနာဖြတ်စကားကိုကြားနာပြီးနောက်ပိုင်းသာသနာမကွဲအောင်ဘလို့လုပ်တဲ့သလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါမှာမြတ်စွာဘုရားဟောခဲ့တဲ့ဓမ္မတွေဝိနည်းတွေမပြောင်းမပြတ်အောင်တန်ဃာတော်တွေအကုန်စုပေါင်းပြီးတော့မတန်းတင်သင့်တယ်ဆိုပြီးတော့အရှင်မကတ္တမကအဆိုပြုတယ်ပေါ့အဲ့တော့တန်ဃာ900ရွေးချယ်လိုက်တယ်ပေါ့နော်တန်ဃာ900ရွေးချယ်ပြီးတော့ရာဇဂိုပြည်မှာတန်ဃာရနာတင်ကြတယ်ပေါ့ ဘုရားရှင်ပြိဋိဘံဆံပြီးပထမဝါမှာပဲเนาะတန်ခါယနာတင်ကြတယ်အာဇဂျိုမြို့မှာငကိုတုံးကတော့တရားတော်တွေကပြန့်ကျဲနေတာပေါ့เนาะဘုဇုတစည်းတည်းမဟုတ်ဘူးအဲ့ဒီမှာတန်ခါယနာတင်တော့စုပေါင်းလိုက်တယ်ဝီနီတော်တွေကိုတအုပ်စုအုပ်စုဖွဲ့လိုက်တယ်ဝီနီတော်တွေပြင်ဒီကနိကေဆိုပြီးတော့ဘုရားဟောခဲ့တဲ့တရားတွေထဲမှာတုတ်တန်ရှေ့ရှေ့တွေရှိတယ် ဇာမျက်နှာတော်တော်များများရှည်လျားတဲ့တုတ်တန်တွေရှိတယ်။အဲဒီဇာမျက်နှာအတော်များများရှည်လျားတဲ့တုတ်တန်တွေဆိုလို့ရှိရင်တအုပ်စုဖွဲ့လိုက်တယ်။အဓိကနိကေလို့နာမည်ပေးလိုက်တယ်။တော့ဒီကနိကေဆိုတာရှည်လျားတဲ့တုတ်တန်တွေကိုစုပေါင်းထားတဲ့နိကေတအုပ်စုဖြစ်တယ်ပေါ့။တခါနောက်တခါမရှည်လို့မတူလို့ နော်မရှင်လို့မတော်လုံးနဲ့တုတ်တန်တွေကိုကြတော့အလဲအလက်မို့လို့မီဇီမာနီကယ်လို့နာမည်ပေးလိုက်တယ်။ဒါအုပ်စုတွေဖွဲ့လိုက်တာပိဋကတ်တရားတော်တွေကိုနောက်တစ်ချိန်မှာဆောင်ရမှတ်သားရလွယ်အောင်လို့ပြန့်ကျဲနေလို့ရှိရင်မှတ်သားရခတ်တယ်လေပျောက်လို့ပျောက်မှန်းလည်းမသိဘူး။အဲ့တော့ပိဋကတ်တွေကိုတူအားတူအားပေါင်းလိုက်တယ်။ရှေးတဲ့တုတ်တန်တွေကိုတအုပ်စုဒီကနီကယ်လို့နာမည်ပေးလိုက်တယ်။မရှင်မတူတုတ်တန်တွေကိုတအုပ်စုမီဇီမာနီကယ်လို့နာမည်ပေးလိုက်တယ်။ နောက်တကသုတ်တန်အသေးလေးတွေကိုကြတော့ခုတ်တကနိကေလို့နာမည်ပေးလိုက်တယ်။နောက်မြတ်စွာဘုရားရှင်ကပုဂ္ဂိုလ်တဦးတယောက်ကိုအကြောင်းပြုပြီးဟောထားတဲ့သုတ်တန်တွေရှိတယ်။မဥပမာအရှင်မကတ္တပနဲ့ဆက်ဆက်ပြီးဟောထားတဲ့သုတ်တန်တွေနောက်နတ်တွေနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးဟောထားတဲ့သုတ်တန်တွေမာနနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးဟောထားတဲ့သုတ်တန်တွေအဲ့လိုမျိုးတွေရှိတယ်။အဲ့လိုပုဂ္ဂိုလ်တဦးတယောက်ကို အကြောင်းပြုပြီးဟောတာနဲ့တုတ်တန်တွေကိုလည်းဒဇူဒဇီတန်းဆိုလိုက်တယ်ပန်ယုတ်တာနိကေဆိုပြီးတော့နောက်တက်ကအချက်လက်တွေဘုရားဟောတဲ့တရားတွေထဲမှာအချက်လက်တွေအချက်လက်တွေစုပေါင်းထားတာတွေရှိတယ်အဲ့ဒါကိုကြတော့အင်္ဂုတ္တရနိကေလို့နာမည်ပေးလိုက်တယ်နိကေ၅ခုလို့ခေါ်တာပေါ့နော်တုတ်တန်အခြေတွေကိုဒီကနိကေမရှိမတူတွေကိုမိစိမနိကေတုတ်တန်အတူလေးတွေကိုခုတ်တကနိကေ ပုဂ္ဂိုလ်များနဲ့ဆက်ဆက်ပြီးဟောရတဲ့တရားတွေကိုကျွန်တော်တန်ယုတ္တနိကေတရားဓမ္မအချက်လက်တွေကိုစုပေါင်းထားတာကိုကျွန်တော်အင်္ဂုတ္တရနိကေဆိုပြီးတော့နိကေ၅ရက်နော်ခေါင်းစဉ်တက်ပြီးတော့သံဃာယနာတင်ကြတယ်ပေါ့သံဃာယနာတင်ကြတယ်နော်အလုံးတောင်းဝန်ကြီးတယ်ပေါ့နော်နောက်တစ်ခါဘလောက်တောင်းတောင်းဝန်ကြီးတယ်လဲဆိုတော့သံဃာယနာတင်ပြီးတိုင်းတင်ပြီးတိုင်း တာဝန်နေပေးကြမယ်နောက်အနာဂတ်အတွက်ကိုဘလို့တာဝန်နေပေးတယ်လဲဆိုတော့အရှင်ဥပါလိမထေမြတ်ဆိုတာဝီနည်းနဲ့ပတ်သက်လာရင်အလွန်ကြွန့်ကျင်တယ်ဘုရားရှင်ကိုယ်တော်တိုင်ဝီနည်းဆောင်တဲ့ပုံကိုယ်တွေထဲမှာအသာဆုံးအမျက်ဆုံးဆိုပြီးတော့ဣတရက်အရှိမြင့်တော်မူခဲ့တာအရှင်ဥပါလိမထေကိုဒီတော့အရှင်ဥပါလိမထေဟာဝီနည်းအရာမှာကြွန့်ကျင်တာမဟုတ်လို့ တန်ဃာယနာတင်တဲ့မထေရများကအရှင်ဥပါလိကိုတာဝန်တစ်ခုအပ်နှင်းလိုက်တယ်အရှင်ဘုရားအရှင်ဘုရားရဲ့တပည့်များကိုဒီဝီနီပိတကံများကိုတင်ကြပို့ချပါလိတာဝန်အပ်နှင်းလိုက်ကြတယ်နော်တန်ဃာတော်တွေတာဝန်ကြေပုံပြောပါတယ်နော်အလွန်တာဝန်ကြေကြတယ်ဝီနီ join ခြင်းတဲ့အတွက်ကြောင့်အရှင်ဥပါလိမထေကိုတပည့်အဆက်ဆက်ကိုဝီနီ ်တင် जा ပို့ချဖို့အတွက်တာဝန်အနှင်းကြတယ်အဲ့တော့ဝီနီပိတကယ်မကွဲသွားအောင်နော်နောက်တစ်ခါဒီဂါနိကေရှေလျားတဲ့တုတ်တံတွေကိုဒီဂါနိကေလို့ခေါ်တယ်အဲ့နာတွေအဲ့ဒီဂါနိကေပိတကယ်ကျမ်းနေမပြောင်းမပြတ်သွားအောင်ဘသူကိုတာဝန်ပေးတယ်လဲဆိုတော့အရှင်အာနန္ဒာကိုတာဝန်ပေးတယ်အရှင်မြတ်အာနန္ဒာအရှင်မြတ်ဟာအရှင်မြတ်ရဲ့တပည့်များကိုဒီဂါနိကေ ပြတကက်တွေကိုတင်ကြပို့ချပါလေဆိုပြီးတော့တာဝန်အနှင်းလိုက်တယ်။ဒီကနေ့ကကျမ်းကြီးတွေမပြောက်မပြတ်သွားအောင်အရှင်အာနန္ဒာကိုတာဝန်ပေးလိုက်တာ။ဒီနေ့ခေတ်လိုပြတကက်စာအုပ်တွေမရှိတဲ့ခေတ်ပေါ့နော်။နှုတ်ငုံဆောင်ထားရတာအာကုံဆောင်ထားကြရတာအလွတ်ကျထားကြရတာ။နောက်တစ်ခါမီဇီမာနီကယ်မရှိမတော်တုတ်တံများကိုစူပေါင်းပြီးတော့မီဇီမာနီကယ်လို့နာမည်ပေးထားတယ် အဲ့ဒီမေဇီမန်နိကေကိုကြတော့အရှင်သာရိပုတ္တရာရဲ့တပည့်တွေကိုတောင်းဝန်ပေးတယ်။အရှင်သာရိပုတ္တရာတော့တတ်တော်ထင်ရှားမရှိတော့ဘုရားထက်ဆောပြီးတော့ပြိဋိပံဆံသွားပြီ။သူအရှင်သာရိပုတ္တရာရဲ့တပည့်တွေကြံတယ်။အဲ့တော့အရှင်သာရိပုတ္တရာရဲ့တပည့်များကိုတောင်းဝန်ပေးတယ်အရှင်ဘုရားတို့အရှင်ဘုရားတို့ဟာဒီမေဇီမန်နိကေကိုမပြောင်းမပြတ်သွားအောင်တင်ကြားပို့ချကြပါလေလို့တောင်းဝန်ပေးကြတယ်။နောက်တန်ယုတ်တနိကေ န်ယုတ်တနိကေကိုကြတော့အရှင်မဟာကတ္တမမထေရမြတ်ကြီးကိုတောင်းဝန်ပေးကြတယ်။အရှင်သူမြတ်ကြီးဖေဟာတန်ယုတ်တနိကေမပြောင်းမပြတ်သွားအောင်အရှင်ဘုရားထံမှာတပည့်လာခံတဲ့ပုဂ္ဂိုလ်များကိုတန်ယုတ်တနိကေចမ်းကြီးကိုပို့ချတော်မူပါ။တောင်းဝန်အနှင်းကြတာပေါ့နော်။နောက်အင်ဂုတ္တရနိကေចမ်းကိုကြတော့အရှင်အနုရုဒ္ဓကိုတောင်းဝန်ပေးကြတယ်။အရှင်ဘုရားအနုရုဒ္ဓအင်ဂုတ္တရနိကေចမ်းကြီးကိုပြောင်းမပြတ်သွားအောင်အရှင်ဘုရားရဲ့တပည့်များကို သင်ကြားပို့ချပါလေလို့တာဝန်အပ်နှင်းကြတယ်။အဘိဓမ္မာကျမ်းနဲ့ခௌတကနိကေကိုတော့တာဝန်ပေးတာမတွေ့မိဘူးပေါ့နော်။အဘိဓမ္မာကျမ်းနဲ့ခௌတကနိကေကိုဘသူကိုတာဝန်ပေးတယ်လဲဆိုတာတော့မှတ်တမ်းထဲမှာတတိမထားမိဘူးမတွေ့မိဘူး။နိကေ၄ခုကိုတာဝန်ပေးတာတွေ့တယ်။ဝီနီးပါတယ်ဆိုရင်၅ခုပေါ့နော်။ဝီနီးကိုကြတော့အရှင်ဥပါလိကိုတာဝန်ပေးတယ်။ဒီကနိကေကိုအရှင်အာနန္ဒာကိုတာဝန်ပေးတယ်။ မီဇီမာနိကေကိုကျတော့အရှင်သာရိပုတ္တရာရဲ့တပည့်တွေကိုတောင်းအောင်ပေးတယ်။ပယုဒ္ဒနိကေကိုကျတော့အရှင်မာကတ္တပကိုတောင်းအောင်ပေးတယ်။အင်ဂုတ္တရနိကေကိုကျတော့အရှင်အနိရုဒ္ဒကိုတောင်းအောင်ပေးတယ်။ပိဋကတ်တွေပျောက်သွားမှဆိုလို့ပိဋကတ်တွေကအလွန်များတာကိုအလွန်များတဲ့အတွက်ကြောင့်မပျောက်မပြတ်အောင်လို့တာဝန်တွေခွဲယူလိုက်ကြတာပေါ့နော်။တာဝန်တွေခွဲပေးလိုက်ကြတာ။ဆိုတော့အဲ့ဒီလိုကြောင့်ယနေ့ချိန်ဒီဥစ္စံတို့ပိဋကတ်သုံးပုံတရားမပျောက်မပြတ်ပဲတည်ရှိနေတာဖြစ်တယ်။ ဒါတော့မှတချို့တချို့တော့တုတ်တန်တရားတော်တွေပျောက်ဆုံးနေတယ်လို့ပြောကြပါတယ်။လက်ရှိပိဋကတ်သုံးပုဒ်ဒီမဆုံးနေဘူး။တချို့တချို့တော့ဘုရားဟောတုတ်တန်တရားဒေသနာတော်တွေပျောက်ဆုံးနေတာတွေရှိတယ်လို့ပြောကြတယ်။နှစ်ပေါင်း2500ကျော်ကြာလာပြီဆိုတော့တချို့ပိဋကတ်တွေပျောက်ရှင်နေပျောက်မှာပေါ့နော်။တချို့တရားဒေသနာတော်တွေကပျောက်ကောင်းပျောက်နိုင်ပါတယ်။အေးအဲ့ဒီလိုမျိုးမထင်မြတ်တရားလုံးနှစ်ပေါင်း2500ကျော်တဲ့အထိကိုဒီတရားဒေသနာတော်တွေမပျောက်အောင်သေလာတဲ့ ကျေးဇူးတရားဟာနည်းနည်းနော်မှမဟုတ်ပဲနှစ်ပေါင်းတရားမဟုတ်ဘူးနှစ်ပေါင်းတစ်ထောင်မဟုတ်ဘူးနှစ်ပေါင်း2500ကျော်အဲ့လောက်နှစ်ပေါင်းညာစွာကာလတိုင်အောင်မြတ်စွာဘုရားရဲ့ပိဋကတ်တော်ဒီမပြတ်မပြတ်အောင်ပယ်လာခဲ့တဲ့တန်ခါကျေးဇူးဟာအလွန်ကြီးမားတယ်ပေါ့အလွန်ကြီးမားတယ်နော်နဲတဲ့ဝိရိယတွေမဟုတ်ဘူးနဲတဲ့ဉာဏ်ပညာတွေမဟုတ်ဘူးအလွန်ကြီးမားတဲ့ဝိရိယတွေဉာဏ်ပညာတွေနဲ့ပယ်လာခဲ့ကြတာဖြစ်တယ် နော်တန်ဃာတော်တွေကအလွန်တာဝန်ကြီးတယ်လို့ပြောတာအဲ့တော့ခေဆက်ဆက်ဆရာတပည့်တွေအဲ့ဒီလိုမျိုးပိတကိတ်တွေကိုသင်ကြားဖို့ကြလက်တွေ့ကျင့်သုံးရင်းနဲ့တည်လာခဲ့ကြလို့ယနေ့တက္ကရာကမတွေဟာဘုရားရဲ့တရားတော်တွေကိုနာယူခွင့်မသားခွင့်ကြားနာခွင့်လေးလံဖတ်ရှုခွင့်အထောက်ခွင့်တွေရနေကြတာဖြစ်ပါတယ်ဒါကြောင့်တရားတော်တွေကိုနာရတိုင်းနာရတိုင်းတရားဓမ္မတွေကိုအထောက်ရတဲ့အထောက်ရတဲ့တန်ခါကျေးဇူးကိုတရိယာကြဖို့ပါပဲ။ဟောဒီတရားတော်တွေအခုလိုနာခွင့်ရတာ ်တန်ဃာတော်တွေရဲ့ကျေးဇူးပါလားအခုလောဝိပဿနာတရားတွေကိုအတုခွင့်ရနေတာဟောတန်ဃာတော်တွေရဲ့ကျေးဇူးပါလားလို့တရားနာရတိုင်းတရားစာအုပ်ကိုဖတ်ရတိုင်းတရားကိုအထောက်ရတိုင်းတန်ခါကျေးဇူးကိုမြင်မိကြမယ်ဆိုလို့ချင်းရင်တန်ဃာတော်တွေရဲ့ကျေးဇူးကိုတတိယပြီးတော့ဘုဇင်တို့သာသနာတာဝန်တွေကိုတန်ဃာတို့များနဲ့အတူလက်တွဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်နော်ကောင်းပြီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးတန်ဃာတော်များရဲ့ကျေးဇူးကိုအောက်မေ့တရားပြီးတော့ တန်ခါကျေးဇူးဟာအလွန်ကြီးမားလာတယ်လို့နားလည်သဘောပေါက်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာတော်ကိုမကွယ်မပြားရအောင်တန်ခါတော်များနဲ့အတူလက်တွဲပြီးတော့သာသနာတော်များကို ကိုးစည်းကိုးစည်းထမ်းဆောင်နိုင်ကြပါစေကုန်သတည်း